ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ2ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေ၌စစ်မြေပြင်စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုတင်နန်းဆင်းပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေ၏စစ်မြေပြင်စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုတင်နန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်းမြို့သားညညရေးအစိုးရကာကွယ်ဝင်ကြီးဌာနကဇွန်လ၁ရက်နေ့တွင်သတင်းထုတ်ပြန်ထားပါသည်။တင်နန်းဆင်းပွဲသို့မြို့သားညညရေးအစိုးရပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးလွင်ကိုလက်အမှတ်နှစ်စစ်စင်ရေးနယ်မြေစစ်စင်ရေးမှုရဲဘော်တင်ဦးအပါအဝင်စစ်ဘက်ဆိုင်ရာတာဝန်ရှိသူအချို့နှင့်တင်နန်းသား80ခန့်တက်ရောက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်အချင်းချင်းသွေးကွဲစေမည့်နောက်ဆုံးစီးကိုကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကိုအနိုင်ရပြီဟုစစ်စင်ရေးမှူးရဲဘော်တင်ဦးဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။တော်လိုင်းဘတ်တော်သားများအချင်းချင်းသွေးကွဲစေမည့်နောက်ဆုံးစီးကိုကြော်ဖြတ်နိုင်ပါကစစ်အာဏာရှင်ကိုအနိုင်ရမည်ဟုပြည်သူ့ကာကွယ်တပ်မတော်အမှတ်1စစ်စင်ရေးနယ်မြေစစ်စင်ရေးမှူးရဲဘော်တင်ဦးကပြောဆိုလိုက်ပါတယ်။အာဏာရှင်အဆက်ဆက်ကျင့်သုံးအောင်မြင်ခဲ့တဲ့သွေးအေးစေတဲ့စီးသွေးကြောင်စေတဲ့စီးနဲ့သွေးကွဲစေတဲ့စီး၃စီးကိုကြော်လွှားနိုင်ဖို့လိုတယ်လို့၎င်းကဆိုပါတယ်။ စစ်ကောင်စီကပြည်သူတွေသွေးအေးသွားအောင် အမျိုးမျိုးအချိန်ဆွဲကောလာဟာလမျောလင့်ချက်အမားတွေပေးခဲ့တယ်လို့ပြည်သူတွေသွေးကြောင်သွားအောင်ကြောက်သွားအောင်စစ်ကြောရေးစခန်းများစစ်မြေပြင်များမှာရရက်ဆက်ဆက်လှုပ်ဆောင်ပြခဲ့တယ်လို့ဆိုပါတယ်ပြည်သူတွေကြောက်သွားအောင်တော်လှန်ရေးသမားတွေကြောက်သွားအောင်ရရက်ဆက်ဆက်လှုပ်ပြခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေအားလုံးကရော အဲ့ဒီသွေးမကြောင်ဘဲနဲ့အဲ့ဒီဟာတွေကနာကြီးမှုတွေခွန်အားတွေဖြစ်ပြီးတော့ရှေ့ဆက်တိုးခဲ့တယ်။ဒီစီးကိုလည်းကျွန်တော်တို့ကြုံနိုင်ခဲ့ပြီလို့ရဲဘော်တင်ဦးကပြောပါတယ်။နောက်ဆုံးကြံတဲ့စီးဟာသွေးကွဲစေတဲ့စီးဖြစ်ပြီးတော်လိုင်းသမိုင်းကြောင်းတလျှောက်မှာအာနာရှင်အစဉ်အဆက်ကျင့်သုံးအောင်မြင်ခဲ့တာကိုတွေ့ရတယ်လို့၎င်းကဆိုပါတယ်။ကျွန်တော်တို့ညီညွတ်ကြဖို့လိုတယ်။ကျွန်တော်တို့ရဲဘော်တွေဘာတွေမှားခြင်းလဲဆိုကျွန်တော်တို့ညီညွတ်ကြဖို့လိုတယ်။ ကျွန်တော်တို့အချင်းချင်းဖွဲ့စည်းအချင်းချင်းတွန်လိုင်းသမားအချင်းချင်းညီညွတ်ကြဖို့လိုတယ်။ဘန်းနိုင်ကိုအတူတူရောက်အောင်သွားကြမယ်။ကျွန်တော်ရဲဘော်တွေအဲ့ဒါလေးပြောချင်ပါတယ်လို့အမှတ်နဲ့စစ်စင်ရေးနယ်မြေစစ်စင်ရေးမှုကပြောပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်မှာစစ်ရေးအရာရှုံးနိမ့်မှုများစွာကိုရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေတာကြောင့်သွေးမကွဲပဲကြော်ဖြတ်နိုင်ရင်တော်လိုင်းအောင်မြင်မှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြမစစ်တပ်ဤလက်နက်ဆက်ယုံများအားဥဆောင်သူများဤအမိများနှင့်ယာစွမှုများကို ထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။မြမစစ်တပ်ဤကာဝေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံများကပ္ပဆကို မမူကြီးအစင်ရှိစစ်အင်ဂျင်နီယာအရာရှိများကဆက်ယုံမှုများအဖြစ်ဥဆောင်လျက်ရှိပြီး၎င်းတို့သည်ရန်ကုန်စစ်မှုတပ်ကတော်နှင့်တပ်မတော်နည်းပညာတပ်ကတော် DSDA မှဘွဲ့ရရှိထားသူများဖြစ်ကြကာ၎င်းတို့သည်စစ်အာဏာသိမ်းမှုနှင့်ရိုဝင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအပါအဝင်ရပ်သားပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်သောယာဇဝတ်မှုများတွင်စစ်လက်နက်ထုတ်လုပ်ပေးသူများအဖြစ်ပါဝင်ပတ်သက်နေကြောင်းတမာ Institute မှဖော်ထုတ်ထားပါသည်။ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းကြီး1186ဗိုလ်ချုပ်ကိုကိုလွင်ဗိုလ်ချုပ်မျိုးအောင်တို့သည် ကပ္ပဆတ်ဆက်ယုံများ၏လုပ်ငန်းများကိုဥဆောင်လျက်ရှိတယ်လို့သိရပါတယ်ထို့အပြင်ကပ္ပဆတ်ဆက်ယုံ25ယုံမှဆက်ယုံမှုများဖြစ်ကြသည့်ဗိုလ်မှူးကြီးဇော်မျိုးမင်းဗိုလ်မှူးကြီးလှသိန်းဗိုလ်မှူးကြီးမောင်ဆိုးဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်းဗိုလ်မှူးချုပ်ထွေးလဗိုလ်မှူးကြီးတိုးလွင်ဗိုလ်မှူးကြီးထွန်းထွန်းဆိုးဗိုလ်မှူးကြီးမင်းဆိုးဗိုလ်မှူးကြီးတင်မောင်ချိုး ဘုံမူကြီးရွှေမြဘုံမူကြီးမင်းမင်းစောဘုံမူကြီးနိုင်အောင်ဘုံမူကြီးထွန်းထွန်းအေးဘုံမူကြီးရဲစော်ထွေးဘုံမူကြီးဝင်းမြင့်မောင်ဘုံမူကြီးဇော်ထွန်းဦးဘုံမူကြီးသိန်းလွင်ဘုံမူကြီးဇော်မျိုးနိုင်ဒုတိယဘုံမူကြီးအောင်ထွေးဘုံမူကြီးတဝင်းအောင်ဘုံမူကြီးညီညီလက်ဒုတိယဘုံမူမြတ်သူဘုံမူကြီးတိုးလွင်ဘုံမူကြီးအောင်ကိုကိုနှင့်ဘုံမူကြီးရန်အေးတို့သည် စစ်လက်နက်ထုတ်လုပ်ရေးတွင်အ धिक အခန်းကဏ္ဍမှပါဝင်နေကြတယ်လို့ဖော်ပြထားပါတယ်။ထို့အပြင်ကပ္ပဆတ်ဆက်ယုံများသည့်ဆေးအုပ်စု၏အကြမ်းဖက်ဖိနှိပ်ရေးရန်နေရာများတွင်အ धिक အခန်းကဏ္ဍမှပါဝင်နေပြီး2021ခုနှစ်ဆင်အာနာသိမ်းမှုနောက်ပိုင်းကပ္ပဆတ်စစ်သားများသည့်ရှေ့တန်းစစ်စင်ရေး၊နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် ပါဝင်လာခဲ့ကာ၎င်းတို့သည်ရက်သားများအားတရားမဲ့ဖမ်းဆီးခြင်း ညင်ပန်းနှိပ်ဆက်ခြင်းတက်ဖြတ်ခြင်းကြေးရွာများအားမိရှို့ဖျက်ဆီးခြင်းနှင့်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းစသည့်ရာဇဝတ်မှုများတွင်ပါဝင်ကျူးလွန်နေတယ်လို့သိရပါတယ်။ထို့အပြင်ကပ္ပဆဆက်ယုံမှုအချို့သည်တက်နယ်မှုများအဖြစ်လုံခြုံရေးဆိုင်ရာတာဝန်များကိုထမ်းဆောင်နေကြသလိုကပ္ပဆအရာရှိများသည်မကွေးတိုင်းအတွင်ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များတွင်အဓိကအဖွဲ့ဝင်များအဖြစ်ပါဝင်နေကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတပတ်အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးအလင်းဝင်လာပြီး6ဦးစစ်သုံးမှန်းအဖြစ်ဖမ်းဆီးခံရတဲ့သတင်းကိုတင်ပြပေးပါမယ်။ပြည်သူ့ပန်းတိုင်ကကြောက်ယူထားတဲ့မှတ်တမ်းတွေအရမေလာတတိယပတ်အတွင်းမှာလက်နက်ချအလင်းဝင်ဖမ်းဆီးခံခဲ့ရတဲ့စစ်ကောင်စီတပ်သားရဲနဲ့ပြည်သူစစ်34ဦးရှိခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာသူတွေဟာရှမ်း၊စကိုင်း တနင်္သာရီနေ့ချင်းပြည်နယ်ကစစ်ကောင်စီတပ်သား24ဦးနဲ့ချင်းပြည်နယ်ကရဲတအုပ်တို့ဖြစ်ကြပြီး၎င်းတို့ထဲက6ဦးဟာစစ်မှုထမ်းတပ်သားတစ်တွေဖြစ်တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရတဲ့စစ်တုံးမှန်းတွေကတော့ရှမ်းနဲ့ချင်းပြည်နယ်ကစစ်ကောင်စီတပ်သား4ဦးနဲ့ တနင်္သာရီကပြည်သူစစ်5ဦးတို့ဖြစ်ကြတယ်လို့သိရပါတယ်2025ခုနှစ်ဇန်နဝါရီလကနေမေလတတိယပတ်အထိအလင်းဝင်လက်နက်ချဖမ်းဆီးခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း1116ဦးထိရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်က ဖော်ပြထားပါတယ်ခင်ဗျာ ယခုနောက်ဆုံးသတင်းအနေဖြင့်ဗန်ကောက်နှင့်ရန်ကုန်မြို့များတွင်မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများပြုလုပ်တဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံဗန်ကောက်မြို့တွင်ကျင်းပပြုလုပ်သည့်လိန်စိတ်ခံယူမှုစုံလင်ကွဲပြားသူများနှင့် Pride အထိမ်းအမှတ်လမ်းလျှောက်ပွဲတွင်မြန်မာစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူများကမြန်မာ Gender Has No Pride နှင့်တော်လန်အလံတွေလွှင့်ကြအာဏာရှင်တွေဖြုတ်ချဟူသောကြွေးကြော်သံများဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါဗျ။ ထို့အပြင်ရန်ကုန်မြို့တွင်လည်း The Last Generation Unit အဖွဲ့မှအကြမ်းဖက်စစ်ကောင်စီတပ်များ၏လုံခြုံရေးတင်းကြပ်မှုများကြားမှလူစီကားရာယထာဘူတာများနှင့်မှတ်တိုင်များတွင် မိစ္ဆာစစ်တပ်အမြင့်ဖြတ်ဟူသောစာသားများဖြင့်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းစစ်သွေးနဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ